ဆရာယာယီ green card ကတော့လက်ပြန်ဆိုရင်ရုံးမှာတတ်ထုတ်အောင်ဒါပြန်3ရက်နေဟုတ်တယ်သူကတရက်နေမနေရတယ်ကတော့အိမ်ကိုပို့တာပေါ့အိမ်မှာလူမရှိလို့ဖြစ်ဘူးအောင်းလင်းစီဟုတ်တယ်ရှိတော့သူကစာပဲခြံတာလက်စီခြံ ကိုယ်တိုင်လက်မှတ်ထိုးဒါမှမဟုတ်တရားယောဂလက်မှတ်ထိုးယူရမှာပေါ့အဲ့ဆိုတော့ဆရာတော်ကမနေ့ပြန်တပတ်ခါမနေ့ပြန်ဆိုတော့ဒီက3ရက်ပေါ့လက်မှဝယ်ပြီးတော့မွန်ပိုင်းကိုကြွတော့ပဲတပါးတည်းပဲကြွဒီနေ့ကတိုင်းရိုက်ဟုတ်တယ်မွန်ပိုင်းအမတ်တစဉ်ပါပနီကိုယထားနဲ့၈နိုင်လောက်ထပ်စီအောင်ပြော နီကိုတိုင်းရဲ့လေးတောင်းလိုက်ပြီရှိလို့အဲမရှိဘူးတဲ့ပါပနီကိုလေးရင်ကိုမရှိဘူးနဲ့တူတယ်အဲ့တော့မွန်ပိုင်းမြို့ကြီးကိုစီးပြီးတော့မှတစ်ခါထပ်ပြီးတော့မှပါပနီကိုယထာနဲ့၈ရက်လောက်စီးရပါပနီကြွားပြည့်တဲ့အကြောင်းလေးလည်းသိရစီပါပနီမှာတော့အရင်တစ်ခါလဲပြင့်ပြီးတော့အဲ့ဒီက နိုင်ငံရေးဓမ္မလည်းဟုတ်တယ်ပေါ့လေဒီအလုတ်ခွင်တင်တန်းလိုမျိုးပေးနေတဲ့တင်တန်းဖွင့်ထားတဲ့တင်တန်းကြောင်းဖွင့်ထားတဲ့တကားပေါ့အဲသူကဟိုဘွဲရတဲ့လူတွေကိုအလုတ်ရှားတယ်ဆိုတော့လေအလုတ်အလုတ်ဝင်လို့ရအောင်ဆိုတဲ့တဘောမျိုးပေါ့အဲ့လိုတင်တန်းပေးတာ ਨੇ သူလေအဲ့တင်တန်းပေးတဲ့တကားက မြေလဲလူတယ်အဲ့ဒီမှာဈေးတာဆောက်ဖို့အတွက်စီစဉ်တာပေါ့ဖះဆင်းသူ6ပေလောက်မြင့်တဲ့ဖះဆင်းသူတစုလူရဲ့အလူရှင်လဲရှိတယ်အဲ့ဆရာတော်အဲ့ဒီမှာတွားပြီးတော့လက်ခံပေးရမယ်တဘောမျိုးပေါ့နော်ငါရဲ့တရားစခန်းကလည်းအဲ့ဒီအဲ့ဒီမှာပဲလုံပါပဲအဲ့ဒီနေရာတော့အဆောက်အအုံမရှိသေးဘူးပေါ့လေ ပြီးတော့မှတခြားပင့်ဖိတ်တဲ့နေရာတွေရှိတယ်အဲ့ဒါကြီးလဲကြွပြီးတော့မြေလူမဲ့နေရာတွေရှိသေးတယ်ပြောတာအိန္ဒိယမှာလည်းအဲ့လိုပေါ့မြေကလူကျင်တဲ့လူများတာပေါ့လေအခုကတော့ဟိုမြို့စီကားတဲ့မြို့လေးဆိုတော့ဈေးလဲသူထိုက်တလောက်တော့သူကဈေးကြီးတယ်အဲ့ဒါလေးကလည်းသူတို့လဲဝိုင်းလောက်ကြမယ်ပေါ့နော်အဲ့လိုပေါ့ကျိတာရဲ့အားကိုလည်းယူတာပေါ့ဆရာတော်ရဲ့အားကိုလည်းယူတာပေါ့တဝါတရားကြီးတာလည်းတိတဲ့လူကများတယ်လေ အဲကြောင့်ဘုရားကြီးကမှလည်းဖွင့်ထားတာဆိုတော့သူတို့အနေနဲ့ပို့ပြီးတော့အားရှိတာပေါ့နော်အိန္ဒိယမှာရှိပြီးသားရိတ်တာတခုပေါ့နောက်ထပ်ထပ်ပြီးတော့လိုချက်မယ်ပေါ့အဲ့ဒါပြီးတော့ဆရာတော်ကိုလည်းသိတဲ့လူကများတယ်လေတရားပြ international တရားပြတဲ့တန်ခါတစ်ပါးအနေနဲ့ပေါ့ပြီးတော့မြန်မာပြည်ကတန်ခါပေါ့တရားပြတယ်ဆိုတော့ဥက္ကဋ္ဌကလည်းမြန်မာပြည်ကလာတာလေ နောက်တခြားမြန်မာပြည်ကကြွလာတဲ့ရခိုင်ဆရာတော်တွေလည်းအိန္ဒိယမှာရှိကြတယ်ပေါ့သူတို့လည်းအဲ့လိုတာနာပြုနေကြတာဆိုအဲ့မြန်မာပြည်ကထေရဝါဒဗုဒ္ဓဘာသာတာနာကိုအိန္ဒိယနိုင်ငံကအခုအချိန်မှာပေါ့နော်ပြန်ပြီးတော့အားကိုးလာကြတာသူတို့ဂူညီကြအောင်သူတို့ကြောင့်လည်းမြန်မာပြည်ကိုဗုဒ္ဓဘာသာရောက်ရှိလာတယ်ပေါ့နော်အဲ့သူတို့မှာတာနာကွယ်သွားတော့ တကယ်ဟောပြောမဲ့ဆရာသမားတွေရှားပါတဲ့အတွက်ပေါ့လေအဲ့လိုရိတ်တာတီထောင်မဲ့ပုံကိုယ်တွေလည်းရှားပါတဲ့အတွက်ပေါ့သူတို့ကသူတို့တတ်နိုင်ပေမဲ့လည်းမလုတ်တတ်ကြအောင်ပေါ့နော်မလုံရဲကြအောင်ပေါ့ပတ်စံရှိတိုင်းလည်းလုံးလို့မရအောင်ပေါ့နော်ဟုတ်တယ်ကုလိုကောင်းမှုအားကြီးမှရမယ်ပေါ့လေသူတို့ဘယ်သူကယုံပါလဲအဲ့လိုပေါ့နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ယုံရင်ယုံပါပေါ့နော်ဒီဘုရားဘာသာနဲ့ပတ်သက်ပြီးတော့တာနာပြုတဲ့ အလုံးနဲ့ပတ်သက်ရင်တော့လုံနေကြမဟုတ်တဲ့အတွက်သူတို့ကိုသူတို့လည်းယုံကြည်မှုတိတ်ပြီးတော့မရှိကြအောင်ပေါ့လေအဲ့တော့ယုံကြည်တဲ့လူနဲ့ပေါင်းပြီးတော့မှလောက်ရတဲ့သဘောမျိုးပေါ့အဲ့တော့ဆရာတော်ပြောပြောနေတယ်ပြိပိအကြောင်းကျိုးသဘောရာသာသနာကဒီအိန္ဒိယဆိုတဲ့မီဇီမာဒေတာနေပြီးတော့အဲအကြောင်းအကြောင်းတပည့်တော်လူနိုင်ငံကိုသာသနာရောက်ရှိလာတဲ့အကျိုးပါတစ်ခါတည်းဟုတ်တယ်ဒီအကျိုးကပဲအကြောင်းဖြစ်ပြီးသူတို့စီကိုပြန်ပြီးသာသနာတစ်ပတ်ပြန်ပြီးတော့ ေသူဆက်မယ်တော့ဟုတ်တယ်လေသူတို့လည်းတာရဏာကိုမြန်မာပြည်အထိဖြန့်ခဲ့ကြတာပေါ့နော်ဒီဟိုတို့အိန္ဒိယတို့ကနေပြီးတော့มาပေါ့လေအခုလည်းလူတဲ့နေရာကိုဖြန့်ခဲ့ကြတယ်လို့ဖြန့်တဲ့အတွက်လည်းတာရဏာကကြံ့ရင်ခဲ့တာပေါ့လေအိန္ဒိယမှာကွယ်သွားတာတော့မှအခုလည်းအိန္ဒိယမှာပြန်လူနေပြီပေါ့အစိုးရကလည်းလက်ခံနေပေါ့လေသူတို့လက်မခံရင်လည်းလုပ်လို့မရဘူး ဲ့ဒါလည်းအိန္ဒိယကိုလည်းတာနာပြန်ဖြန့်မှုအတွက်အပင်ပန်းခံမှာပေါ့လေဟိုမှာတော့ဒီအများအပြားတော့ငွေချင်းများများဆဆမတက်နိုင်ကြဘူးဘုရားဘာသာတွေကဆင်းရဲကြတယ်အဲ့လိုအခုလိုချမ်းသာတဲ့ဘုရားဘာသာရှိရင်ပဲလည်းနည်းတယ်ပေါ့နော်အဲ့ဒါလည်းအဲ့ဒီသွားလို့တော့ဟိုလှူနိုင်တန်းနိုင်တဲ့လူနည်းကြတယ်ပေါ့တရားထုတ်မဲ့လူတွေဝါမီလဝါပေးမဲ့လူတွေပေါ့လာနေမဲ့လူတွေဘုန်းကြီးဒီလားရှင်ဝတ်မဲ့လူတာများနိုင်တော့ မြေတွေတော့ပိုင်ဆံမှုတွေရှိတော့မြေတော့လှူနိုင်တာပေါ့ဒါပေမဲ့ဆောက်လုပ်တဲ့အခါမှာတော့စုပေါင်းပြီးတော့ဆောက်လုပ်ကြရမယ်တဘောပေါ့နော်ဒါလည်းယုံကြည်မှုအဓိကဆရာတော်ကတော့ဒီလိုပဲဟိုပတ်စံအာကိုပြီးတော့မှတိဆောက်ခဲ့တာမဟုတ်ဘူးလေဒီကောင်းမှုကုသိုလ်တွေလုပ်ရင်းနဲ့ပဲအရေးတာတိထောင်မှဖြစ်မယ်ဆိုပြီးတော့ဒီတီထောင်ပြစ်သွားတာပေါ့ပြီးတော့တီထောင်ပြစ်တော့လဲတခုနဲ့မရဘူးတိုးချဲ့မှဖြစ်မယ်ဆိုပြီးတော့ ဒုချဲ့ဖြစ်သွားတာပေါ့နော်ဒါတွေကဒီလိုနားလည်လာတာတွေရောဒီလိုလှုပ်ဖြစ်တာတွေရောဒီဒါနသီလဘာဝနာအလုပ်တွေကိုကိုယ်လဲလှုပ်အများလှုပ်ဖြစ်အောင်လဲကူညီတဲ့အတွက်ပေါ့2000ခုနှစ်ခုနှစ်ပေါ့ရိတ်တာရဲ့တက်တန်းပေါ့နော်အဲ့ဒီကစပြီးတော့ရိတ်တာတည်ထောင်တဲ့လုပ်ငန်းကဆရာတော်ရဲ့လုပ်ငန်းကြီးတစ်ခုလို့ဖြစ်နေတာပေါ့နော်ကဘာအနှံ့ကိုတော့ကျေပြန့်သွားမဲ့တဘောပေါ့လေအိန္ဒိယမှာဆိုလဲ အတောကမင်းရဖះပွင့်ပြီးတော့ဖះပရိနိဗ္ဗာန်စာပြီးနှစ်ပေါင်း200ကျော်လောက်ပါတယ်ပြောနော်အဲဒီလောက်မှာစပြီးတော့သူဇေဒီပေါင်း8000 4000ပေါ့လေတဲသွားတယ်လို့ပေါ့အဲ့ဒီအတွက်လဲဒီဆရာတော်တို့အနေနဲ့ကဤတာတွေအများကြီးဖွင့်ဖို့လိုအပ်လာတဲ့နေသားပေါ့ငါကတော့တာရဏာကိုဒီကြံရင့်ခဲ့အောင်ပေါ့နော်ဇေဒီပထိုးတွေကြတော့ရေရှိခံတယ်ပေါ့လေအဲ့ဒါတွေတဲခဲ့တာပေါ့အခုကြတော့ တရားကိုလိုအပ်လိုအပ်လာပြီပေါ့ဇေဒီပထိုးတွေကတော့ထိုက်တလောက်ရှိနေပြီအဟောင်းတွေလည်းပျက်စီးနေတာတွေလည်းရှိတယ်ပေါ့တရားရိပ်တာတွေတော့အများကြီးလိုအပ်လာပြီဆိုတဲ့အနေထားပေါ့နော်ဒါကတော့ပြည်သူအတွက်ပေါ့လေအများစုအတွက်ပေါ့အ ਨੇ စုအတွက်မဟုတ်တော့ဘူးပေါ့တကဘာလုံးက meditation ဆိုတာကိုသိလာကြတယ်စိတ်ဝင်စားလာကြတယ်အဲဒါကြောင့်အဲ့ဆရာတော်အနေနဲ့ကလည်းဒီလိုလှုပ်ခွင့်ရတာကတာရဏတော်ကျေးဇူးဆက်ခွင့်ရတယ်ပေါ့နော်ပြန်ပါဆရာ ပြောမြန်မာနိုင်ငံပေါ့မြန်မာနိုင်ငံကိုလည်းမြန်မာနိုင်ငံထိရောက်လာတာကိုလည်းကိုစားပြုပြီးတော့မြန်မာကျေးဇူးဆက်ခွင့်ရရှိရပေါ့နော်ကိုစားပြုခွင့်ရရှိရဟုတ်တယ်မြန်မာပြည်ရဲ့တန်ခါတပါးဆိုတော့တခြားတန်ခါနဲ့မတူဘူးပေါ့နော်ထိုင်းနဲ့ပရိယပရိပတ်မှာတော့မြန်မာနိုင်ငံအားအကောင်ဆုံးပဲလीမြန်မာအဲ့ခါကျတော့မြန်မာပြည်ရဲ့ပရိယပရိပတ်ဆိုတော့ဘာပြောပြောတခြားနိုင်ငံတွေလည်းစာရင်တော့ပို့ပြီးတော့ဒီအစ်စ်မြင့်ပြီးတာဖြစ်နေတာပေါ့နော်မြန်မာဆရာ င်းလို့မရတဲ့ချက်ဟုတ်တယ်ပေါ့တခြားနေရာမှာအားနေအားနေခြင်းအားနေမယ်ပေါ့မှန်ပါဘုရားဘာသာထေရဝါဒနဲ့ပတ်သက်ရင်တော့မြန်မာနိုင်ငံအားကောင်းတယ်ပေါ့မှန်ပါဆရာဒီအားကောင်းတာကိုဆရာတော်လည်း1999လွန်ခဲ့တဲ့25နှစ်လောက်ကစပြီးတော့အားထုတ်ခွင့်ရရှိတယ်မှန်ပါအဲဒီဖက်မှာကိုသိတဲ့အတိုင်းသူတစ်ပါးသိစေဖို့ပေါ့လေဟောပြောခွင့်ပေါ့ကိုကျင့်တဲ့အတိုင်းသူတစ်ပါးကျင့်နိုင်စေဖို့တရားရည်တာတွေတည်ထောင်ခွင့်ရရှိသွားတယ်ပေါ့နော် ဒါလဲကိုယ်အကူကိုယ်တာစွန့်ပြီးတော့တရားကိုတဲ့အတွက်လုခွင့်ရရှိတာပေါ့လေဆရာတော်ဆိုတော့ပထမပြုလိုက်တယ်အာတော်ကညာစာဓမ္မမင်းကြီးကတရားပရိနိဗ္ဗာန်ပြုပြီးသွားတဲ့နောက်ပိုင်းနှစ်200ကျော်လောက်မှာဒီရေပင်ပေါင်း8000လေးတောင်အေကံပေါင်း8000လေးတောင်ဓမ္မစီဒီပေါင်း8000လေးတောင်ပေါ့ဗျာဟုတ်တယ်ဒီလိုသာသနာပြုခဲ့တဲ့ဒီပြုလုပ်ခြင်းနေနဲ့ခုဆရာတော် ရိပတ္တိသာသနာပေါ့အကျင့်တရားတွေပေါ့ဓမ္မဝိပဿနာဝိပဿနာတရားတော်တွေဆရာတော်ဟာမြန်မာပြည်တန်တရားတွေမကပဲနိုင်ငံခြားနိုင်တိုင်းပြည်တွေမှာဆရာတော်အခုလို့အိန္ဒိယနိုင်ငံပါဝင်ပေါ့ဣဒ္ဓာဝိအခုပြီးတခုလူချက်ဖွင့်နေနိုင်ရေး ကမင်းကြီးကလည်းဒီဈေးဒီပေါင်း၈000တော့တဲ့တယ်လို့ပေါ့နော်ဆရာတော်ဗျာဟွတာဝန်ခြေသွားတာပေါ့နော်ဘုကိုရင်ကလည်းရိတ်တာပေါင်းယာနဲ့ခြေပြီးတော့အိန္ဒိယမှာဖွင့်လှစ်သွားတယ်ဆိုတော့တာဝန်ခြေတဲ့ဆရာသမားတွေပေါ့နော်တန်ဃာတော်တွေရောပေါ့လေဒါကတော့ထင်ရှားတဲ့ပုံကူပေါ့နောက်ွယ်မှာလည်းအများကြီးရှိကြတယ်လေအဲ့ဒါဒီတာဝန်ခြေသွားလို့ဆရာတော်လည်းအာတာဝန်ကြည်အောင်ကြိုးစားအောင်ပါလေ။ရှေ့ကနမူနာကောင်းတွေကိုယူပြီးတော့မှာပါ။ ေဒီမှာလဲဆရာတော်ပြီးတော့ဇာတဲ့စပေးမှာဓာတုစီဓမ္မစီဥဒိတာစီပရိဘောဂစီဆိုလေးဆရာอืมအဲ့လိုလေးလာတယ်အမအခုလို့အတော့ကမင်းကြီးတို့ကလည်းဒီစီရီကြီးတွေတောင်းလေးတောင်းတဲ့ခဲ့ဆိုတာလေအခုလိုမျိုးဒီဗုဒ္ဓဂါယမှာအခုထိရှင်နေရှားရှားကြံခဲ့ရပါတော့ဆရာတော်ဟုတ်တယ်ဆရာတော်တို့အနေနဲ့ဆရာပွင့်တဲ့နေရာကိုတိဖို့လွယ်သွားတာပေါ့နော်။ဘာမှအမှတ်အသားမလုပ်ထားဘူးဆိုရင်တော့ခက်ခဲတာပေါ့လေ။ ဲ့ဒီလူငယ်သောနှစ်ပေါင်းထောင်ကနန်းကထောင်ချီရပြုလုပ်ခဲ့တဲ့ဒီလိုကောင်းမှုကုသိုလ်လုပ်ရတဲ့အချိန်မှာသာသနာအမှတ်သားလေးနေနဲ့ကြံခဲ့အောင်လာအောင်သားတွေဟုတ်တယ်ဒီဝင်းဆရာတော်တို့ကလည်းဓမ္မစီရီပေါ့ဗျာဓမ္မစီရီထိုက်တဲ့ဒီလိုမျိုးဘုရားစခန်းရိပ်သားတွေဘုရားယုံကြည်တဲ့ဒိတာဝေမောင်မြားစွာဘုရားကိုဖြန့်ထားပြီးရှိဒီဒီထားခဲ့မယ်ဆိုရင်လည်းဓမ္မစီရီ ောင်လာနောက်သားများပေါ့ခုအတော့ကမြင်ကြီးတို့ဆောင်ရွက်ချက်တွေကြောင့်ပြီးတော့လို့ဟာဒါတော့ဖြင့်ဘုရားပွင့်ခဲ့တဲ့နေရာလေးဘုရားကာယအောင်မြင်လေးဆိုပြီးသိရတယ်လို့ဆရာတော်တို့ပြောတယ်အာသာတမန်အရှင်ပြေဆုံးတာအာထုံနေသေးလေးကပြေဆုံးပန်နေမှာအနာကတ်နေပေါင်းထောင်ချီပေါ့ဗျာဟုတ်တယ်ဓမ္မစီရီလေးရဲ့သဘောတရားနည်းနဲ့ဆရာတော်ကျူးများမယ်လို့ ဒါကတော့တကယ်ဒီခေတ်ကာလရဲ့လိုအပ်ချက်ပေါ့နော်အိန္ဒိယမှာမှလိုတာမဟုတ်ဘူးလေအမေရိကမှာလည်းလိုတယ်ပေါ့နော်အနောက်နိုင်ငံသားတွေမှာလည်းလိုတယ်ပေါ့လေရုရှားတို့တရုတ်ပြည်တို့လည်းလိုလာမှာပေါ့လိုလဲလိုနေတာပါပဲရှေ့ကတရုတ်ပြည်ဆိုရင်တော့ဟောက်ဆရာတော်ဖျားကြီးတာနာပြုနေတာပေါ့နော်အဲရုရှားဆိုလည်းတီရူဆရာတော်ဖျားကြီးအဲ့လိုဇေဒီတွေတည်တယ်ပေါ့လေဒီမှာ အဲ့တော့ဆရာတော်လည်းရုရှားတော့မရောက်ဘူးလေတော့တေချာတော့မသိဘူးပါလေ။ဒါပေမဲ့အခုလိုရုရှားစကားပြောတတ်တဲ့ကက်ထရီနာကသီလရှင်ဝတ်တော်မယ်ဆိုတော့အဲ तू ကသူ့ရဲ့အဆက်အတွင်နဲ့ပေါ့နော်။ဟုတ်တယ်ဆရာတော်လည်း तू ကရုရှားလို့ပြောတတ်တဲ့အခါကျတော့ရုရှားမှာလည်းတာနာပြုဖို့ပေါ့။ဒီဆက်လာမှာပေါ့နော်။ရုရှားနိုင်ငံရုရှားလူမျိုးတွေကိုတော့တရားဟောမှုပါတယ်။အဲ့ဒီဥရောပမှာကြွရင်းနေပါလေ။ရုရှားနိုင်ငံနဲ့အထိတာမရောက်တာပေါ့နော်။ ဲ့လိုဒါကတော့တကယ်နိုင်ငံကြီးတွေကိုပါသူတို့လိုအပ်နေတဲ့ဒီတရားလက်နဲ့ပေါ့နော်လောကီလက်နဲ့မဟုတ်တဲ့ပေါ့လေလူသေးသေးတဲ့လက်နဲ့မဟုတ်တဲ့ပေါ့ကိလေသာသေးသေးတဲ့ဓမ္မလက်နဲ့ပေါ့အဲ့ဒါကိုဖြန့်ချိခွင့်ရရှိဖို့ညှော်လင့်နေပေါ့နော်ကြိုးစားရပါဘူးဒါကလည်းတရားအားကိုးမှလည်းဖြစ်တာလေကိုဖြစ်စင်နိုင်တော့မဖြစ်ဘူးပေါ့နော် ရောက်တဲ့နေရာမှာကြာရတာဝင်ကိုကြည်ပြန်စွာထမ်းဆောင်ရင်းနဲ့တခြားနေရာတွေလဲဒါတာဝန်ကြီးတယ်တကယ်လုံနိုင်နေဆိုရင်အဲမရောက်သေးတဲ့ရုရှားတို့ပေါ့နော်အလဲဘက်ရောက်ခုတဲ့တရုတ်တို့ပေါ့အဲ့ဒါတွေလဲရောက်ရှိပြီးတော့တာနာပြုတ်နိုင်မယ်လို့တော့ယုံကြည်မှုရှိတယ်ပေါ့လေတာဝန်ကြီးတော့ဒီလေတာမန်နေလောကီမန်နေရောက်တစ်ဖက်မှာလည်းစစ်ပွဲတွေ ိုက်ပွဲတွေတပ်ပွဲတွေရှိတယ်လို့အခုလိုဆရာတော်တို့လည်းနက်နက်ဆိုင်ဆိုင်ဘာသာတရားကိုနားလည်အသုံးချခြင်းတွေကနေပြီးတော့ဒီလူတိုင်းဝိုင်းမှာရှိသမျှပဋိပက္ခပြဒနာတိုက်ပွဲတပ်ဖြတ်ပွဲတွေအားလုံးရဲ့ပင်မအတိတ်ကအခြေခံအကြသောဉာဏ်ဖြစ်တယ်ဒီဒါရှင်ပြည့်ရှင်းနိုင်မဲ့လက်နံပေါ့နော်ဆရာဟုတ်တယ် မလက်နဲ့တရားလက်နဲ့ဟုတ်ဆက်อืมအဲ့ဒီအဲ့ဒီအားတွေကောင်းလာဖို့ပြီးတော့ညောင်းလင်းချက်ရှိညောင်းဒီရှိသေးတယ်ဆိုတော့အိဗယ်လာဗျာဟုတ်တယ်အာနာဇက်ကအားပြင်းနေတယ်ဆိုတာဓမ္မဇက်အားနေလို့ပေါ့နော်ဓမ္မဇက်ကအားကောင်းလာပြီဆိုရင်တော့အာနာဇက်ကိုတိတ်ပြီးတော့သုံးစရာမလိုတော့ဘူးပေါ့လေတင်ပါဆရာခုကတော့အာနာချင်းပြိုင်နေကြလို့ဖြစ်နေအာနာလူနေကြတာပေါ့နော် အာနာဆိုတဲ့ဟိုကသူကလက်နဲ့တွေပါပါပြီလက်နဲ့တကိုင်ဖွဲ့စည်းတွေရဲတွေစစ်သားတွေပါပါလာပြီပေါ့အဲ့ဒါကြတော့ဒီတက်ရှိတက်မဲ့တွေဆုံရှုံပြက်စီးမှုတွေများတယ်ပေါ့အကုလို့များတယ်ပေါ့ဓမ္မဇက်နဲ့ကြတော့အပြက်ကင်းတယ်ပေါ့လေတက်ရှိတက်မဲ့ဆုံရှုံပြက်စီးမှုတွေမဖြစ်စေဘဲနဲ့ဟိုလိုပေါ့ငြိမ်းချမ်းမှုတွေတက်တာရရမှုတွေပေါ့လေဖြစ်စီတယ်ပေါ့အလုံးအတွက်စိတ်ကျေနပ်မှုရစေနိုင်တယ်ပေါ့အဲဓမ္မဇက်ကိုအားကောင်းလာအောင်ဒါ ကောင်းမှုကုလို့ပြုလုပ်တဲ့လူတွေစုပေါင်းပြီးတော့လုပ်ကြရမှာပေါ့လေဒါတတ္တဝအနန္တနဲ့ဆိုင်တာဆိုတော့လေသူကောင်းတယောက်ကောင်းနေတော့မရဘူးပေါ့နော်မှန်ပါဗျာရဲတိုင်းနဲ့ဟွန်းတရားနဲ့တော့မရှင်းတတ်ကြဘူးလေမရှင်းကြဘူးလို့ပါဒါကတော့ဒီမှာကတော့ရဲပဲအာကိုကြတာပေါ့ဥပဒေအာကိုကြတယ်လေပါကိုလို့လို့ကိုပြန်ခံရတယ်ဆိုတာမျိုး နားမလဲကြဘူးပေါ့နော်ဟုတ်တယ်ဒီလိုရှိရင်ကိုလည်းအပြစ်ကင်းတာမဟုတ်တော့ကိုလည်းပြန်ပြီးတော့အတိုင်ခံရမယ်အဲဒီစစ်ဆေးခံရမယ်ပေါ့နော်ကိုလုပ်တဲ့အတိုင်ကိုပြန်ခံရမယ်ဆိုတာနားမလဲကြတော့လဲဒီလိုလွယ်လွယ်ကူကူအားကိုးလို့ရတယ်ပေါ့ရဲတွေစစ်သားတွေပေါ့နော်အဲ့ဒါတွေပဲအားကိုးကြတာပေါ့လေဒါတွေကဆရာတော်လည်းငကောအဲ့လိုပါပဲရစရာရှိတာတွေမရရင်ဒါရဲတိုင်ပဲဖမ်းမယ်ပေါ့နော်ဒီလိုတရားစွဲမယ်ဒီလိုရောင်စိတ်စိတ်ထဲမှာရှိခဲ့တာလေ တရားထုတ်လိုက်တော့မှအဲ့ဒါတွေအကုန်လုံးလွှတ်ချပြီးတော့ဘာမှအောင်တောင်းလည်းမတောင်းတော့ဘူးမှတ်လည်းမထားတော့ဘူးမှန်ပါဒါခါလေးဘုံကြီးဝက်ခဲတာပေါ့အဲ့လိုမျိုးစွန့်ပြီးတော့မှပေါ့မှန်ပါဆရာကိုပေးစရာရှိတာတွေဒါပေးလိုက်တယ်လေရစရာရှိတာတွေတော့သူ့အနေနဲ့သူပေးရင်လည်းပေးမပေးလည်းထားလိုက်တော့ဆိုပြီးတော့စိတ်ထဲမှာတော့မထားတော့မမှတ်မိတော့ဘူးဘယ်လိုဘယ်လောက်ဆိုတာတော့မှအဲ့လိုမျိုးဒါတော့တရားအားကိုးတဲ့အခါမှာဓမ္မဇက်ကိုအားကိုးနိုင်တယ်ဆိုတာလေဒီအာနာဇက်ကိုအားကိုးတာကိုစွန့်နိုင်လို့တာ တမဆက်ကိုဒီလိုတကယ်အားကိုးလို့ရတာပေါ့နော်အများစုကမစွန့်နိုင်ကြဘူးပေါ့မှန်ပါကျတော့အခုမင်းရင်းနေတာအဓိကကြာအချက်ပါလိုက်စွန့်နိုင်မို့ဆိုတဲ့စကလုံးလေးဟုတ်တယ်အဲ့လိုလုံးနေတော့မပြီးတော့ဘူးပေါ့နော်အမူအရေးတန်းလန်းနေဆိုတော့ကိုကဘုံကြီးဝေ့ရတာလည်းအစင်မပြေတရားတာဆွဲမယ်ဆိုရင်အဲ့ဒါယုံကျင်းသွားနေရမှာပေါ့အဲ့တော့ရတာမရတာမသေးကြဘူးလို့ဆိုတော့ကိုလှုပ်ရှုပ်တယ်ကိုတရားပြက်တယ်ပေါ့နော်တရားလှုပ်ပြက်တယ်ဆိုတော့ကဲဟိုကိုလှုပ်ခဲလို့ပဲဆိုတော့ နားလည်မှုနဲ့ပဲပေါ့နော်ကိုလည်းယူပြီးတော့ပြန်မပေးခဲ့တော့အခုလိုပဲဒါဝကျွေးဆက်ရမှာပေါ့လေဒီလိုနဲ့ပဲပြီးတော့တစ်ဖက်ကလည်းခက်ခဲတာပေါ့မြန်မာပြည်ကအနေထားကလည်းမပေးကျင်လို့တော့မဟုတ်ဘူးပေါ့နော်မပေးနိုင်လို့ပေါ့လေဘလို့မှထွက်ပေါက်ကမရှိတဲ့အခါကျတော့အဲ့လိုပေးကျင်မယ်မယ်လည်းမပေးနိုင်တာပဲပေါ့လေဒီလိုမျိုးပေါ့တမင်တတ်တက်ကြီးပေးပေးနိုင်ရဲ့နဲ့မပေးတာမျိုးတော့မဟုတ်ဘူးပေါ့အဲ့ဒါကြီးလည်းတရားလုပ်တော့မှနားလည်လာတာအဲ့လိုတရားအာကိုပြီးရှင်းလိုက်တော့မှတစ်ဖက်သားကိုကိုချင်းစာတက်လာတာပေါ့နော် တခြားတစ်ဖက်ကပါကြည်တက်လာအဲ့တော့တက်တာရတယ်ပေါ့လေသူလည်းပေးနိုင်တော့မနေပါဘူးဒါပြန်ပြီးတော့ပေးကြမှာပဲပေါ့ပြစ်မားထားရင်လည်းပြန်ပြီးတော့တောင်းပန်ကြတာပဲလေဟုတ်တယ်ပေါ့ကိုယူထားတယ်ဆိုရင်ဘယ်လိုပဲဖြစ်ဖြစ်ကျေးဇူးဆက်ရမယ်ဆိုတဲ့စိတ်ကတော့ရှိကြတာပဲတဘွားမဆက်နိုင်ရင်နောက်တဘွားပေါ့လေဒီလိုနဲ့ပဲချိန်တန်တော့လည်းဒါဟိုမမျော်လင့်ပဲနဲ့မထင်မှတ်ပဲနဲ့ရတာတွေကလေဒီသဘောတရားတွေပေါ့နော်ဒီကိုတဲဟိုကလူကျင်တန်းကျင်တဲ့လူတွေကရှိပြီးတော့ လူနိုင်တဲ့အချိန်မှာလာလူကြလို့ပေါ့အဲ့လိုပေါ့အကျွေးဆက်ခြင်းတဲ့လူတွေကရှိပြီးတော့ဆက်နိုင်တဲ့အချိန်မှာပြန်ဆက်ကြတဲ့သဘောတရားမျိုးဒီလိုကျင့်သုံးမှုတွေများလာရင်တော့တက်တာရတာပေါ့နော်ဒါအာဂတတရားတွေလူဖြည်းဖြည်းနဲ့ယောနေသွားမယ်ပေါ့နော်သူတို့ဘာရဲ့အပြစ်တွေကိုလည်းမေ့ပြောင်းနိုင်မယ်ပေါ့လေခွင့်လွှတ်လာနိုင်မယ်ပေါ့ဟုတ်တယ် တင်မုံခြေနိုင်သွားမယ်ပေါ့ဒါကအားလုံးကအတူတူပါပဲပေါ့ကိုလည်းဒီလိုလုပ်ခဲ့တာပဲကိုယုံ nant ခြင်းတာတူတာမဟုတ်ဘူးကံစီမန္နာခံနေရတာခြင်းတာတူတာမဟုတ်ဘူးကံစီမန္နာခံနေရတာတူတယ်ဆိုတာဒီလိုကောင်းတာမကောင်းတာတွေလည်းလုပ်ခဲ့တာချင်းအတူတူပဲလေတူလည်းမကောင်းတာလုပ်ခဲ့ကိုလည်းလုပ်ခဲ့ဟိုလုပ်တဲ့အချိန်ချင်းတာမတူတာပေါ့နော်နေရာချင်းတာတူချင်မှတူမယ်ပေါ့ကံစီမန္နာလည်းတူတယ်ဆိုတော့ဟိုပါ ဒီကံကလှုပ်ခဲ့တာတွေသူလို့လေသူလဲပညာတတ်ကိုလဲတတ်အဲသူလဲချမ်းတာကိုလဲချမ်းတာအဲသူလဲချမ်းမှာကိုလဲချမ်းမှာဒါတွေကကောင်းတာတွေလဲသူလဲလှုပ်ခဲ့ကိုလဲလှုပ်ခဲ့ပေါ့အဲသူလဲဒါယောဂဖြစ်ဟာသူလဲဒါပြဒနာတွေတက်စိတ်ပူစီမှုတွေဖြစ်တယ်ဆိုတာဒါဘယ်သူမှဆိုဖြစ်နိုင်တာပဲလေအဲတော့ကံစီမံတာကတော့တော်ရှင်းတယ်မလှုပ်ရက်တွေလဲဒီလိုတွေပဲလှုပ်ခဲ့တာအချိန်တာနေရတာအချိန်နေပုံကူတာမတူတာပေါ့ဒီလှုပ်ပဲလှုပ်เสียရှိတာဟုတ် ပြန်နေတဲ့မှာတော့ကောင်းတာလုပ်မယ်မကောင်းတာလုပ်မယ်ကောင်းတာပြောမယ်မကောင်းတာပြောမယ်ပေါ့နော်ကောင်းတာကြံမယ်မကောင်းတာကြံမယ်ဒါပဲရှိတာအဲ့ဒါတွေကိုပဲလှက်ပတ်ပြီးတော့လုပ်နေကြတာပေါ့လူတွေကတော့လောလောဆယ်မကောင်းတာလုပ်တာလေးကိုပဲကြည့်ပြီးတော့လုံးဝမကောင်းဘူးလို့တွက်ကြတာပေါ့နော်လောလောဆယ်ကောင်းနေတာလေးကိုကြည့်ပြီးတော့မှအာဒါကောင်းတယ်လို့ပဲအတီယူဆုပ်ကန်ရတာပေါ့လေဒါလူဆရာတော်မိတ်သွားတယ်ဒီအန်တူအကျိုးပေးဆိုတဲ့စကားလုံးလေးကလည်းဒီဒီသဘောကိုဆိုလိုတယ်ပေါ့ လူရချင်းတွေ့ကြကန်တူချိုးပေဟုတ်တယ်ခုတပည့်တော်တို့တွေကကာမှုကုသိုလ်အတူတူတာလုပ်ဖြစ်တာလေဟွန်းစိတ်ကကန်တယ်ချိုးပေမှုတွေနဲ့ပြုလုပ်မှုပဲပြုလုပ်ခဲ့မှုတွေလူလို့အချိုးပေမှုတွေလာတူဒီလိုသဘောပဲတယောက်နဲ့တယောက်တက်ကြဖြတ်ကြပြီးဆိုတာဟုတ်တယ်လေလူနဲ့စိတ်တွေနဲ့ကိုယ်တက်လူနဲ့စိတ်တွေလာဆုံးတာပေါ့နော်ဟွန်းတက်ဖြတ်ခဲ့တဲ့လူချင်းချင်းပေါ့နော်အကျိုးပေးတဲ့အကျိုးပေးရမယ့်အချိန်ပေါ့ အတိတ်ကလည်းတက်ဖြတ်ခဲ့တယ်ပေါ့အခုလည်းတက်ဖြတ်ခဲ့တယ်နောက်လည်းတက်ဖြတ်နေဦးမှာပဲပေါ့နော်လူလူချင်းပဲဖြစ်ပေါ့လေပြိဿံတွေပဲဖြစ်ပေါ့အဲ့လိုဒီလိုလောက်တာကိုစွဲနေတဲ့လူချင်းချင်းပေါ့နော်အဲဒီလိုလောက်ချင်တဲ့စိတ်တွေပြင်းပြတဲ့လူချင်းချင်းပေါ့အတက်ခံခြင်းတဲ့လူတွေတက်ချင်တဲ့လူတွေပေါ့နော်ဒါနှိမ့်ဆက်ချင်တဲ့လူတွေနှိမ့်ဆက်ခံခြင်းတဲ့လူတွေပေါ့လေနှိမ့်ဆက်ခံရတာစွဲနေတဲ့လူတွေပေါ့အဲ့ဒါတွေချင်းချင်း ညာကံသူအကျိုးပေးအနေနဲ့တွေ့ကြပြီးတော့မကောင်းတာတွေလုပ်နေကြတာပေါ့လေတကယ်တမ်းကျတော့နှုတ်စလုံးမကောင်းဘူးပဲရပါတရားကောင်းရင်တစ်ဖက်ကတာ ကောင်းနေရင်အဲတွေ့စရာမရှိဘူးပေါ့နော်ဟိုပြစ္ဆုတ်ပံမှာပေါ့လေကံသူမို့လို့ဒီဒီလိုမကောင်းတဲ့လုပ်ရတွေမှာလုပ်တဲ့လူခံရသူဖြစ်နေလာပြီးတော့စုံရတာပေါ့နော်ကောင်းတာလုပ်တော့လည်းအခုလိုကောင်းတာလုပ်တဲ့လူချင်းပေါ့အလူရှင်အလူခံပုံကိုဖြစ်နေပါလေ လူရှင်လူခံလူပေးပုဂ္ဂိုလ်ဖြစ်နေလာပြီးစုံရတာပေါ့ကူညီတဲ့လူချင်းချင်းပေါ့ကူညီတဲ့လူနဲ့ကူညီပေးတဲ့လူနဲ့ကူညီယူတဲ့လူနဲ့ပေါ့လူလာပြီးစုံရတာဟုတ်လားအဲကောင်းတာတွေပဲလုံနေတော့ဒီကောင်းတာတွေပဲကြုံနေရတဲ့တဘောပေါ့ဟုတ်တရားလေအဲကြောင့်အဆက်မပြတ်လုံပါလေညမအဆက်မပြတ်လုံရင်လုံရင်လည်းနောက်ဆုံးတရားရတဲ့အစဉ်တည်းသင်ကလောက်ခဲ့တဲ့အမှုတွေအကျိုးပေးခြင်းကိုမရလိုက်တဲ့သဘောဖြစ်သွားမှာเนาะဆက်ဟုတ်တယ်အကျိုးပေးလဲကြီးကြီး မလို့လောဘကြီးရအောင်အမမလောဘကြီးတဲ့ဘောမျိုးတေချာနားမလဲလို့ပေါ့နော်တရားမထုတ်လဲတာအကအေကအေဘတိကောအကလီကောပေါ့နော်ချက်ချင်းအကျိုးပေးတာရရှိရတယ်တမပါဗျာတန်ဋိဌိကောအကလီကောဆိုတဲ့အခါမလင်းအကျိုးပေးတယ်ဆိုတဲ့အကျိုးတွေကိုနားမလဲတို့ပေါ့အဲ့လိုမျိုးဒါလည်းလုံမှလည်းနားလည်းမပေါ့လေဘယ်လိုနားမလဲတော့မလုံမလုံတော့နားမလဲအဲ့ဒါနဲ့ပဲမလုံမှုနဲ့နားမလဲမှုတန်နေရာအကြီးလဲနေတာကိုအဲ့တန်နေရာတွေကနေဆွဲထုတ်ပေးရတာလေ လုံးမသိမယ်သိမှလုံးမယ်ပေါ့အဲ့ဒါလဲဇွတ်လုံလို့လည်းမရဘူးနော်ဇွတ်လုံရင်ကိုယ်ကိုယ်လည်းဇွတ်ဟောပါပေါ့တားဆီးခံရမှာပေါ့အဲ့တော့အလိုက်တင်ပေါ့နော်ဒီလိုလုံလို့ရအောင်ဈေးတာတွေဖွင့်မိတယ်တရားစခန်းတွေတဖွင့်တယ်ဝင်လို့ရဝင်လို့ရအောင်လို့ဖန်တီးပေးတယ်ပေါ့နော်ဈေးတာတွေဖွင့်တော့လဲဈေးတာမှာလာနေဖုန်းကြီးတီလာရှင်ကိုရင်ပေါ့ဝင်လို့ရအောင်လို့ဖန်တီးပေးတယ်ပေါ့ ဒီလိုလောက်တာအသားကြာသွားတာဗောနော်ပတ်စံရှိစရာမလိုဘူးဗောနော်အဲ့လိုပေါ့ငွေငွေရတော့အများနဲ့လိုအပ်နေတာဗောနီအဲလိုတယ်ဆိုတာလဲဒီကောင်းမှုကုလို့လုပ်ဖို့ပဲလိုတာပဲဗောတခြားကိစ္စအတွက်မဟုတ်ဘူးဗောအဲ့လိုပြောဒီကောင်းမှုကုလို့လုပ်ကိုလဲမရှိတဲ့ဇာတွေကလုံနေတော့လဲအဲသူကလည်းသူကတော့လုတ်တဲ့လောက်တော့ဖြစ်နေတဲ့သဘောတရားဗောမလုတ်တဲ့လူကတော့နားမလဲဘူးဗောလေမှန်ပါဗျာ